အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ကျတူရင်းညီနောင်ပုံမြင်ပဲဖြစ်ပါတယ်ရှင်ဟိုးရှိရှိတုန်းကကျတူရင်းနှကောင်ကညောင်မင်းတပင်မှာအတိုက်လုပြီးနေထိုင်ကြပါတယ်သူတို့မှာသားပေါက်ကျတူရင်းနှကောင်လည်းရှိပါတယ်အဖေနဲ့အမေကျတူရင်းနှကောင်ကမနက်ခင်းမှာအစာရှာပြီးအစာတွေစုဆောင်းကညနေခင်းမှာအတိုက်ရှိရာပြန်လာကြပါတယ်ဒီနေ့မှာတော့သူတို့ရဲ့မိဘများကအဝေးကိုထွက်သွားပါတယ် စတူရေးပေါင်းနှစ်ကောင်ကမုတ်ဆိုးတွေရဲ့ဖန်ဆီးခြင်းကို ခံလိုက်ရပါတယ်။နှစ်ကောင်တဲကတကောင်ကမုတ်ဆိုးတွေရဲ့လက်ထဲကနေလွတ်မြောက်သွားတယ်။မုတ်ဆိုးကကြံခဲ့တဲ့တကောင်ကိုလှောင်အိမ်ထဲထည့်ပြီးမွေးထားလိုက်ပါတယ်။မကြာခင်မှာပဲစကားအနှဲငယ်ကိုလှောင်အိမ်ထဲကစတူရေးကသင်ယူရပါတယ်။မုတ်ဆိုးနဲ့သူ့ရဲ့မိသားစုဟာစကားကိုကြမ်းတမ်းစွာပြောဆိုပြီးကျင်နာစွာပြောဆိုဆက်ဆံဖို့ဂေယူမဆိုင်ကြသလိုအလေးအကျင့်လည်းမရှိကြပါဘူး။ လွမြောက်ချက်တူရေးတကောင်ကတော့တရားစခန်းတစ်ခုနားရဲ့အပင်တပင်မှာနားနေရင်ထိုပဝန်းကျင်ကနူးညံ့စွာစကားပြောဆိုတာတွေကျန်တာတရားရှိဖို့ဆုဆုံးမတန်တွေကိုနေစဉ်နားထောင်ရင်းနဲ့တင်ယူရပါတယ်။ဒီနေ့မှာတော့ခီတော်တယောက်ကမုတ်ဆိုးရဲ့တဲအနီးမှာအနားယူနေပါတယ်။ မုံဆိုးရဲ့လောင်ရင်တဲကစက်တူရဲဟာခီးသွားတဲ့ရောက်အပြင်မှာထိုင်းနေတာကိုမြင်တာနဲ့အယူကောင်နင်းဒီကိုဘာလာလောက်တာလဲထွက်သွားစမ်းနင့်လေကိုငါလှိလိုက်မယ်ဘာမှတ်နေလဲစသက်ဖြင့်ရုံရင်ကြမ်းတမ်းတဲ့စကယ်လုံးတွေနဲ့အော်ပါတော့တဲ့ခီးသွားကလည်းကြောက်လန့်ပြီးထိုနေရကနေထွက်ပြေးသွားပါတော့တဲ့အဲ့ဒီခီးသွားဟာတရားစခန်းသားကို အရောက်မှအခြားစက်တူရဲတကောင်ကို တွေ့ပြန်ပါတယ် ထိုချက်တူရေးကကြိုးဆိုပါတဲ့အတင်မိတ်ဆွေဒီနေရာမှာလွတ်လပ်စွာနားနေနိုင်ပါတယ်လို့ချိုသားစွာခေယူးချိုပြုပါတယ် ခေးသောဟာအာအသင်ပြီးအိုးအသင်ချက်တူရေးတင်ကအယံကိုဖော်ရတာပါလားဘလို့ကြောင့်ဒီလောက်ကျင်နာတဲ့ရတာလဲဒီကိုမလာခင်မုတ်ဆိုးထကောင်ရဲ့လောင်အိမ်ထဲမှာအခြားချက်တူရေးတကောင်ကိုတော့တွေးခဲ့သေးတယ်ဒါပေမဲ့ထိုချက်တူရေးကတော့ရိမ့်ဆိုင်လိုက်ပါပြီလို့မင်းမြန်လိုက်ပါတယ်ချက်တူရေးကဟဲ့ဒါကျွန်တော်ညီလေးပါကျွန်တော်ကဒီကိုထွက်ပြေးလာတယ်သူကတော့မုတ်ဆိုးအိမ်မှာစံနေခဲ့တယ်ကျွန်တော်ကယောဂီကြီးစီကတရားဓမ္မတွေကို ကိုသင်ယူရပါတယ်။ကျွန်တော်ညီလေးကတော့မုံစုံမိသားစုရဲ့စကားတွေကိုသင်ယူရမှာပါ။ကိုနေထိုင်ရာပတ်ဝန်းကျင်ကပဲကိုဘလူလူ ဆိုတာဖြစ်လာစေပါတယ်လို့စက်တူရေးကအဖြေပေးလိုက်ပါတော့တယ်။ ပုံမြင်လေးရဲ့တင်ကန်းစာကတော့ကိုနေထိုင်ရာပတ်ဝန်းကျင်ကကိုကိုကိုဘယ်လိုလူမျိုးဖြစ်လာစေသလဲဆိုတာကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ကိုတိုင်းကလူကောင်းသူကောင်းဖြစ်ချင်တဲ့ဆိုရင်တော့ကိုရဲ့ပတ်ဝန်းကျင်ကလည်းကောင်းနေမှာဖြစ်မှာပါ။ကိုပတ်ဝန်းကျင်မကောင်းမှုဆိုရင်တော့ကိုအတွက်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုသာရှာဖွေနေထိုင်သင့်ပါတယ်။ အထူးသဖြင့်ကလေးငယ်တွေဟာပတ်ဝန်းကျင်ကလူကြီးတွေရဲ့အပြုအမူကို အတူယူတတ်ကြပါတယ်။ကလေးငယ်တွေအတွက်ပတ်ဝန်းကျင်ကောင်းတွေဖန်တီးပေးနိုင်မှသာနောက်တစ်ချိန်မှာလူကြီးလူကောင်းတွေဖြစ်လာမှာပဲဖြစ်ပါတယ်လို့ဖော်ပြပေးလိုက်ပါတယ်။ပုံမြင်လေးရတော့ဒါပါပဲရှင်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။